ဒီနေ့တော့ကပ္ပောကျန်ခန်းကြီး30ဖြစ်ပါတယ်။ခန်းကြီး30အငယ်1မှ8ရာခေလန်ဒီရကုတ်အားတမ်းမဖွာချောင်းကိုမိမိတိမြင်သောအခါအမကိုညူဆူသောစိတ်ရှိ၍ငါအားသားကိုပေးပါသို့မဟုတ်ငါတေတော့အံ့ဟုရကုတ်ကိုဆိုလေ၏။ရကုတ်ကလည်းငါဒီတင်အားတမ်းဖွာသောအခွင့်ကိုပြေတော်မမူသောဖျားသခင် ကိုစားတော်ဖြစ်တော်ဟု ရာခေလကိုအမျက်ထွက်၍ ပြန်ဆို၏ယာခေလကလည်းအကျွန်ုပ်ဤကြုံမှဘိလဟာရှိပါ၏သူထံသို့ဝင်ပါသူဒီကျွန်ုပ်ဒူးပေါ်မှာတားဖွား၍သူ့အားဖြင့်အကျွန်ုပ်ဒီတိဆောက်ခြင်းရှိပါလိမ့်မည်ဟု ဆိုလေကျွန်မဘိလဟာကိုယာကုပ်၏မယားဖြစ်စေခြင်းကအဲ့၍သူထံသို့ယာကုပ်ဝင်လေ၏ဘိလဟာသည်ပရိဒရိယူ၍ယာကုပ်အားတားကိုဖွားမြင်တည်ရှိသောယာခေလက ဘုရားသခင်ကြီးငါ့ဘက်မှတရားစီရင်တော်မူပြီးငါစကားကိုကြား၍တားကိုပေးသနာတော်မူပြီးဟုဆိုသည်နှင့်ဤထိုတားကိုဒံအမည်ဖြင့်မှဲ့လေ၏တပန်းရာကေလိုက်ကျွမဘီလဟာဒီပရိဒရေယူပြန်၍ရကုတ်အားနှစ်ချိန်မြောက်တော်တားကို ဖွားမြင်သည်ရှိသောရာကေလကငါသည်ငါအမတ်နှင့်ကြက်ကြက်လုံထွေး၍နိုင်ခဲ့ပြီဟုဆို၍ထိုတားကိုနာတလိအမည်ဖြင့်မှဲ့လေ၏ အငယ်9မှ73လေအာဒီတားပြွေမဖွာဘဲနေချောင်းကိုမိမိတိမြင်သောအခါမိမိကြုံမှဇီလပတ်ကိုယူ၍ရာကုန်၏မယားဖြစ်စေခြင်းဟံအပ်လေ၏လေအာဤကြုံမှဇီလပတ်သည်လဲရာကုန်အားသားကိုဖွာမြင်သည်ရှိသောလေအာက ကောင်းချိုးလာသည်ဟုဆို၍ထိုသားကိုကဲအမိဖြင့်မှဲ့လေ၏တဖန်လေအာဤကြုံမှဇီလပတ်သည်ရာကုန်အားနှစ်ချိန်မြုပ်သောသားကို ွားမြင်သည်ရှိသောလေအာကငါ၌မင်္ဂလာရှိ၏လူသမီးတို့သည်ငါကိုမင်္ဂလာရှိသောသူဟု၍ခေါ်ကြလိမ့်မည်ဟု ဆိုသည်ဖြင့်ထိုသားကိုအာရှာအမိဖြင့်မှဲ့လေ၏အငယ်၁၄မှ24ထိုနောက်ဂျုံစပါးကိုစုသိမ်းသောအချိန်ကာလ၌ရူဘင်သည်လေပြင်းသို့ထွက်သွားပြီးလျှင်အနုစေတီကိုတွေ့၍မိမိအမိလေအာထံသို့ဆောင်ခဲ့လေ၏ ရာခေလကလည်းတင်းဤသားရခဲ့သောအမှုစည်းသည့်အချို့ကို ပေးပါလော့ဟု လေအာကိုတောင်းလင်လေအာကတင်းသည်ငါလင်ကိုယူ၍အတွေ့မရှိထင်သလောငါသားဤအမှုစည်းသည့်ကိုလည်းယူခြင်းသေးသည်တကားဟု ဆိုလေသောရာခေလကတို့ဖြစ်လင်တင်းသားဤအမှုစည်းသည့်အတွက် လင်သည်ယနေ့ညတွင်တင်းနှင့်အိပ်ရမည်ဟု ဆို၏ညဟုချိန်၌လေပြင်းမှရကုတ်လာသောအခါ လေယာဒီခီဥချုပ်ပြုခြင်းကတော်၍တင်းဒီကျွန်ုပ်ထံသို့ဝင်ရမည်ကျွန်ုပ်ဤသားရခဲ့သောအမှုစေသည်နှင့်တင့်ကိုကျွန်ုပ်ငားသည်မှန်ပါ၏ဟုဆိုသဖြင့်ထိုညတွင်သူနှင့်အေးရလေ၏လေအားစကားကိုဖျားသခင်နားထောင်တော်မူသဖြင့်သူသည်ပရိသေယူ၍ရကုတ်အားပစ္စမတားကိုဖွားမြင်လေသောငါကြုံမကိုငတ်လင်အားပေးသောကြောင့်ဖျားသခင်သည်ငါအားအခကိုပေးတော်မူပြီးဟုဆို၍ ထိုသားကိုဤတခါအမည်ဖြင့်မှဲ့လေ၏တဖန်လေးအားဒီပရိဒရီယူပြ၍ယာကုပ်အားသတ္တမသားကိုဖွားမြင်လေသောဘုရားသခင်သည် ကောင်းသောလက်ဖွဲ့ကို ပေးသနာတော်မူပြီးငါလင်အားသား၆ယောက်ကိုဖွားမြင်သောကြောင့်ယခုငါနှင့်အမြဲနေလိမ့်မည်ဟုဆို၍ထိုသားကိုဇာပုလုံအမည်ဖြင့်မှဲ့လေ၏ထိုနောက်မှသမီးကိုဖွား၍ဒိနာအမည်ဖြင့်မှဲ့လေ၏ထိုအခါ ဖျားသခင်သည်ရာခေလကိုအောင်းမေတော်မူ၏သူ၏စကားကိုနားထောင်၍တားဖွာသောအခွင့်ကို ပေးတော်မူသဖြင့်သူသည်ပရိသေယူ၍တားကို ဖွားမြင်လျင်ငါခံရသောကဲ့ရင်ကြောင့်ကိုဖျားသခင်သည်ပေတော်မူပြီဟု၍၎င်းဒါရဖျားသည် အခြားသောတားကိုထပ်၍ပေးတော်မူပါစေသောဟု၍၎င်းဆိုလျက်ထိုတားကို ရောသတ်အမိဖြင့်မှဲ့လေ၏ငွေ25မှ36 ရာခေလသည်ယောသကိုဖွားမြင်သောနောက်ယာကုကကျွန်ုပ်သည်ကိုနေရင်းပြည်သို့သွားမည်အကြောင်းကျွန်ုပ်ကိုလွတ်ပါလောကျွန်ုပ်သည်အစီခံ၍ရသောမယားနှင့်သားတို့ကိုဆောင်ယူ၍သွားရသောအခွင့်ကိုပေးပါလောကျွန်ုပ်အစီခံသည့်အကြောင်းကိုအဖသိပါသည်ဟုလာဘန်အားဆိုလျှင်လာဘန်ကတင်းစိတ်နှင့်တွေ့ပါစေသာရဖျားသည်တင်းအကြောင်းကြောင့်ငါအားကောင်းချီးပေးတော်မူသည်ကိုငါရိပ်မိပြီး ငါပေးရမည်အခါကိုပြောပါငါပေးမည်ဟုဆိုလေသောကျွန်ုပ်သည်အဖ၌အပေတို့အစေခံသည်ကို၎င်းအဖ၏တိရစ္ဆာန်တို့သည်ကျွန်ုပ်၌အပေတို့ရှိနေသည်ကို၎င်းအဖတိပါ၏အထက်ကအဖ၏ဥစ္စာနည်းလိုက်၏ယခုတိုးပွား၍များပြားလျက်ရှိ၏ကျွန်ုပ်တော်လာလုတ်ကင်သောအဖြင့်ဒါရဘုရားသည်အဖအားကောင်းချီးပေးတော်မူပြီးယခုမှကျွန်ုပ်သည်ကိုအိမ်သူအိမ်သားတို့ကို အပေတို့အခါကျွန်ုပ် ပြုစုရအမ္ပန်နီဟုဆိုလေ၏လာဘန်ကလည်းအဖဲအခကိုပေးရမည်နီဟုမေးပြန်လေယာကုတ်ကဘာကိုမျှမပေးပါနှင့်ကျွန်ုပ်၌ဂျေစုတခု ပြုလိုလျှင်အဖအီတိုးစုစိတ်စုကိုတဖန်ကျွေးမွေးဆောင်ထိန်ပါဦးမည်ယနေ့တိုးစုစိတ်စုတလျှောက်လုံးကိုကျွန်ုပ်တွား၍ပြောက်ကြားသောစိတ်များညူသောတိုးများရှိသည်များတို့ကို ရွေးနှုတ်ခွဲထားပါမည်နောက်မှပြောက်ကြားသောစိတ် ညိုသောတိုးတို့သည် ကျွန်ုပ်၏အခဖြစ်စေလောတို့ဖြစ်ပြီးနောင်ကာလ၌ကျွန်ုပ်၏အခသည် အဖရှိသို့ရောက်သောအခါကျွန်ုပ်၏ဖြောက်မှတ်ခြင်းသည် ကျွန်ုပ်ကိုစောင့်ရှောက်ပါလိမ့်မည်မပြောက်မကြားသောစိတ်မညိုသောတိုးရှိသမျှတို့ကိုကျွန်ုပ်ခိုးသောအကောင်ဟု၍မှတ်စေလောဟု ဆိုလေ၏လာဘန်ကလည်းသင်ပြောသည့်အတိုင်းဖြစ်စေလောဟု ဝန်ခံ၍ထိုနေ့၌ပင် ပျောက်ကြားသောစိတ်ထီးပျောက်ကြားသောစိတ်မှ အဖြူပါသောစိတ်ရှိသည်များတို့နှင့် အစင်းညို့သောတို့ရှိသည်များတို့ကို၍၍မိမိသားတို့လက်သို့အပ်ပေးလေ၏ကိုနီယာရက်နှင့်ယာကုပ်နီယာရက်ကို သုံးရက်ခီးကွာစေခြင်းဟာစီရင်သေး၏ယာကုပ်သည်ကျွင်းသောလာဘန်၏တိုးစိတ်များကို ထိမ့်လျက်နေရလေ၏အငယ်39မှ43ထိုအခါယာကုပ်သည် စိန်သောလိဗနာပင် လူဇပင် အာရမုံပင်တို့၏အခက်တံပြာများကိုယူ၍အဖြူအစိမ်အတန်တန်ပေါ်အောင် အခွန်ကိုလှီးခွာပြီးလင်ရေတောက်လာသောသိုးစိတ်အကြီးအမရှက်တင်စီမိအကြံရှိ၍ရေတောက်လာသောအခါအခွန်ခွာပြီးသောတံပြာတို့ကိုရေတောက်ခြင်းတောက်ခွက်တို့၌သိုးစိတ်တို့ရှေ့မှစိုက်ထားလေ၏ ိုးစိတ်တို့သည်တံပြန်များရှေ့မှရှက်တင်၍အပြောက်အကြားစသည်တို့ကို ဖွာကြ၏ရာကုန်သည်တိုးစိတ်ငယ်တို့ကိုလည်းခွဲထား၍လာပန်၏တိုးစုစိတ်စုတွင်အစင်းပြောက်ကြားသောအကောင်အစင်းညိုသောအကောင်ရှိသည်များတို့ရှေ့မှတိုးစိတ်များကို မျက်နာပြုစေ၏မိမိတိရစ္ဆာန်များနှင့်လာပန်၏တိရစ္ဆာန်များကိုလည်းမယောမနှောစီပဲတခုစီခွဲထားလေ၏ အာကြီးသောအကောင်တို့သည်ရှက်တင်သောအခါတံပြာတို့တွင်ရှက်တင်စေခြင်းဟာရာကုန်သည်တံပြာများကိုရည်ချင်း၌သူတို့မျက်မှောက်တွင်ထားတတ်၏အာနေသောအကောင်တို့ရှေ့မှတံပြာတို့ကိုမပြမထာထိုကြောင့်အာနေသောအကောင်တို့သည်လာဘန်ဤဥစ္စာဖြစ်လေ၏အာကြီးသောအကောင်တို့မူကားရာကုန်ဤဥစ္စာဖြစ်လေ၏ထိုတို့ရာကုန်ဤစည်းစိမ်တိုးပွား၍တိုးစိတ် ကျုံယောက်ျားကျုံမိမကလအုပ်ငင်းအများရှိကြ၏။ Okay now video မှာပြင်သစ်မယ်ပိုက်ပါမယ်။